အစီဘီဘန်ပေါင်းမှာမိမိကိုယ်တိုင်ပတ်စံသွားပြီးတော့ထည့်မယ်ပထမဦးဆုံးမိမိရဲ့ဘန်ကတ်ကိုအရင်ထည့်လိုက်ပါလူဂျီမင်းတို့ရဲ့ဘန်ကတ်ထည့်ပြီးခဏစောင့်ပါလိုအပ်နံပါတ်6လုံးကိုမှန်ကန်စွာနှိပ်ထည့်ပေးပါဦးကျွန်တော်လိုအပ်နံပါတ်6လုံးကိုကျွန်တော်နှိပ်ထည့်လိုက်ပြီဖြစ်တယ်ပြီးရင်ခဏလေးကျွန်တော်တို့စောင့်ပေးမယ်နော် အောက်ဆုံးမှာ language ဆိုတာလေးကိုနှိပ်ပေးပါဘာသာစကားရွေးမယ်အင်္ဂလိပ်ဆိုတာလေးကိုကျွန်တော်တို့ရွေးမယ်အပေါ်ဆုံးမှာအင်္ဂလိပ်ဆိုတာလေးကိုထပ်နှိပ်မယ်ပြီးပြီဆိုရင်အပေါ်ဆုံးမှာပဲ deposit ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးမယ်ပြီးရင်ဒုတိယက saving ဆိုတာလေးကိုနှိပ်ပေးပါပင်ကျွန်တော်ခဏလေးစောက်ပေးမယ်။ဗန်ဖုံးကပွင့်လာပြီ။ကျွန်တော်ပတ်စံကိုတေးချတာကျွန်တော်တို့ကစီစီညီညီနဲ့ထည့်ပေးမယ်။ ကျွန်တော်ကတော့ဖုန်းနဲ့ကျွန်တော်ကိုယ်တိုင်ရိုက်ရတာဖြစ်တဲ့ကြောင့်ကင်မရာကတော့မငြိမ်ပါဘူးကျွန်တော်တို့ပတ်စံထည့်ပြီးသားပြီဆိုရင်တော့ခဏလေးကျွန်တော်တို့စောက်ပေးမယ်ဘန်ပုံးကနေပြီးကျွန်တော်တို့ထည့်လိုက်တဲ့ပတ်စံကိုရေတွက်နေတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ခဏလေးစောက်ပေးမယ်မိမိရဲ့ပတ်စံမှန်လားမမှန်လားကျွန်တော်တို့ကြည့်ကြည့်ပါမှန်တယ်ဆိုရင်တော့ continue ဆိုတာလေးကိုနှိပ်ပါမမှန်ဘူးဆိုရင်တော့ cancel ဆိုတဲ့အောက်ဆုံးကဟာလေးကိုနှိပ်လို့ရပါတယ် ပြီးရင်နောက်တစ်ခုကကျတော့ confine လောက်ခိုင်းတာအတီးပြုတ်ခိုင်းတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ခဏလေးစောက်ပေးပါကျွန်တော်တို့ရဲ့ mobile banking တဲ့ကိုဖုန်းထဲကိုပေါ့နော်ပြောမယ်ဆိုရင်တော့ပတ်စံကိုထည့်ပေးနေပြီဖြစ်ပါတယ်မိမိဖုန်းထဲမှာ SMS message တွေကြားလာမှာဖြစ်ပါတယ်နော်ပြီးပြီဆိုရင်တော့ကိုယ့်ရဲ့ bank card ကိုပြန်ယူပါလုံးဝမမေ့ပါနဲ့ပြီးရင်ကျွန်တော်တို့ slip လေးလေးထွက်လာမှာဖြစ်တယ်ကျေးဇူး